အားလုံးမင်္ဂလာပါဖို့ပတန်စစ်ပလန်ကျူစွာပါတယ်ကျွန်တော်တို့ဒီ Chelsea ကတော့ကျွန်တော်တို့ဒီ Morgan Watcher ဒီ channel ဆက်သွယ်ကြရအောင်ဆိုသိရတယ်ဒီနေရာမှာပြောမယ်ဆိုကျွန်တော်တို့ Chelsea က Morgan Watcher တို့နဲ့အာစိတ်ဝင်စားလိုက်တယ်ပြောမယ်ဆိုကျွန်တော်တို့ဒီ Morgan Watcher ကိုကြည့်မယ်ဆိုရင်ဘက် Aston Villa တို့နဲ့ရောင်းစင်တင်ထားတယ်ဒီနေရာမှာ Aston Villa ကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်တို့ပေးဆောက်သူတွေနဲ့ညှိနေတယ်ပြောမယ်ဆိုရင်သူတို့မှာဆိုရင်ဘက်ကကျွန်တော်တို့ဒီ Morgan Watcher ဒီ lemon ဒီမျိုးကဒီမျိုးကသူနဲ့ရောင်းချမယ်ဒီနေရာမှာဆက်ဖြစ်ကြည့်မယ်ဆိုရင်ပေါင်း30စည်းစစ်မှတ်ထားတယ် ဈေးအဖြစ်ကြည့်မယ်ဆိုရင်တော်တော်ဆိုင်နေများတယ်ဒန်ယာမှာဆိုရင်ကျွန်တော်ဒီ Chelsea ကကျွန်တော်ဒီစိတ်ဝင်စားတယ်မော်ဂန်ဟိုချာကိုကြည့်မယ်ဆိုရင်ဒီယာတီမာဆိုရင်သူ့ရဲ့ကျွန်တော်ချစ်တဲ့မယ်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီမဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ဒီယာတီမာဆိုရင်သူ့ရဲ့ကစားပွားကြည့်မယ်ဆိုရင်လည်းကျွန်တော်ဒီမဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်အတက်ကတော့ကျွန်တော်ငယ်သေးတယ်တမောဆိုပိုဆိုပိုဆိုရှင်အဖြစ်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီ attacking ပြီးတော့ကျွန်တော်လည်းဝင်ကကစားနိုင်တယ်ဒီနေရာမှာပြောဆိုနှစ်နေရာဆိုကျွန်တော်ကစားနိုင်တယ်အချစ်ချစ်မဆိုရင် Chelsea ကိုကြည့်မယ်ဆိုတူတူတင်းကကျွန်တော်ဒီ better မှာပြောမယ်ဆိုရင်ကျွန်တော်ဒီအဓိကကျွန်တော်ဒီအားဖြစ်ရပဲဒါချင်းမဆိုကျွန်တော်တို့ဒီ Chelsea ကိုကြည့်မယ်ဆိုရင်တစ်ခါကျွန်တော်ဘယ်တော့မှမဆိုရင်ကျွန်တော်တို့ဒီအဲမဒူဂီကိုကြည့်မယ်ဆိုရင်အရောက်ဆင်းတင်ထားတယ် ဒါအပြင်တစ်ဖက်ကကျွန်တော်တို့ဒီအဲဟိုပေါ့ဆန်ချိုပြီးတဲ့မခုံပြီးတော့ကျွန်တော်မတူမူတွေ့အဲအကြောင်းချမယ်အစင်းမရှိရောဒီနေရာမှာပြောဆိုရင် Chelsea ကိုကြည့်မယ်ဆိုရင်တို့ကကျွန်တော်ဘယ်တောင်မှသူနေအားဖြစ်ရမယ်လက်ရှိတော့ညွေစီပြောဆွေးမှာဆိုရင်တို့ဒီ Chelsea ရဲ့တစ်ဖက်ကကျွန်တော်တို့ Kitten ခုဖို့ကျွန်တော်ကြိုးစားခဲ့တယ်ဒီနေရာမှာတော့ပုံမှာပြောဆိုရင်ဈေးတားခံခဲ့တယ်ဒါမှဆိုရင်တို့ဒီအစင်းပြေကို ကောင်ကလည်းပါဆိုင်ကိုရရှိခဲ့ရဆိုမှလည်းကျွန်တော်တို့ဘက်ကဒေါမုံကိုကြည့်မယ်ဆိုရင်စေလာကံရတယ်။ကျွန်တော်ကကျွန်တော်ဒီအစင်းဘီကိုဒီနေ့မှကျွန်တော်ချက်စီကိုကြည့်မယ်ဆိုရင်ကျွန်တော်ဘက်တောင်တူနဲ့အားဖြစ်မယ်။လက်ရှိမှာကျွန်တော်ချက်စီကတစ်ခါကျွန်တော်ဒီကစ်တန်ကိုအဓိကတူနေပြပြထားတယ်။ဒါပေမဲ့တစ်ခါကျွန်တော်ဝေါ်ကင်ဝေါ်ချပြီးတော့ကနာချိုဒရင်ထွက်နေတယ်။နေ့မှဆိုဘယ်လိုဘယ်လိုမျိုးဆိုရင်ကျွန်တော်တို့ဒီခေါ်မလဲအာဆောင်းကြည့်ရမယ်။ချက်စီကလည်းကျွန်တော်ဒူးရမှာဆိုရင် ကျွန်တော်တို့ရောမှာဆိုတော့ကျွန်တော်ခေတောင်းထပ်မံကြိုးစားမလားအဆောင်ကြည့်ရမယ်ဒီနေရာမှာတစ်ခါကျွန်တော် Morgan Watcher ခဏချိုးအသတင်းထွက်နေတယ် Morgan Watcher ကိုကြည့်မယ်ဆိုရင်ဈေးကတော့တကယ်များပြားနေရာပေါက်သက်60အစစ်စစ်မထားနဲ့ဒီနေရာမှာဆိုကျွန်တော်တို့ဒီ Chelsea အလောက်ပြပတ်မလားအဆောင်ကြည့်ရမယ်ဒီမှာဆိုရင်တော့အဲ့လောက်အဲ့လောက်လည်းကျွန်တော်မတန်သေးပြဒီနေရာ Morgan Watcher ကိုကြည့်မယ်ဆိုရင်တကယ်ကျွန်တော်တို့ဒီရေသွေးဖက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကောင်းတဲ့ဆွေမလဲ ဲ့လောက်ခိဘယ်လိုသူနဲ့မတန်သေးဘူးပြောဆိုရင်အစွန်းတန်လာကျွန်တော်ပေါတန်း90အဲ့လောက်ပဲကျွန်တော်တန်တယ်ဒီနေ့မှကျွန်တော်ချက်စီကိုကြည့်မယ်ဆိုရင်ဘယ်လိုရမယ်ဆိုရင်ထမှန်ပြောခေါ်မလဲအဆောင်ကြမယ်ဂစ်တမဲကျွန်တော်ထက်ခေါ်မလားပြောကျွန်တော်တစ်ဖက်ကကျွန်တော်မော်ဂင်ဝချာဒါမို့ကနာချိုဘယ်လိုဆိုဘယ်လိုကျွန်တော်ခေါ်မလဲအဆောင်ကြည့်ရမယ်ဒါမှဆိုကျွန်တော်ဒီ chess ကဒီငွေပြောင်းရွှေ့မှာဆိုရင်တို့ကကျွန်တော် kitchen ကိုပြောဆိုရင်တကယ်အသက်တန်လိုချင်ခဲ့တယ်ဒီနေရာပေါ်တော့မို့ကြည့်မယ်ဆိုရင်စေတက်ခဲ့တယ်ပြောရှိကဖြစ်မလာခဲ့ဘူးဒီနေရာမှာပြောဆိုရင်ထပ်မံကြိုးစားမလားအာဆောင်ကြည့်ရမယ် Chelsea ကကျွန်တော်ဒီနွေစီပြောင်းရွှေ့မှာဆိုရင်သူတို့ကကျွန်တော်ကမ္ဘာအဝင်ဆိုလို့တော့ကျွန်တော်ဒီလက်ပါသူနေလာခဲ့တယ်။ဒါအပြင်ပြီးခဲ့တဲ့ကျွန်တော်ဒီပြီးခဲ့ပြီးခဲ့ကျွန်တော်ရတီရခေါ်ထားခဲ့တဲ့ကျွန်တော်ဒီအဆိုကိုတို့ပြီးတော့ကျွန်တော်ဒီအပါမီယက်ကောင်လေးလာမယ်။ဒါအပြင်ဖက်ကကျွန်တော်ဒီဆန်တိုအစ်မဆက်ရှိမယ်။ဒီနေ့မှကျွန်တော်ဒီ Chelsea ကိုကြည့်မယ်ဆိုရင်ဘယ်လိုမှကြည့်မယ်ဆိုရင်အများကြီးကျွန်တော်ဒီမရှိနိုင်ဘူး။ဒါရှိရှိမှဆိုရင် Chelsea တို့ Chelsea နဲ့ပတ်သက်ရင်တော့ဘောမကြတာကကုသမနေရကျွန်တော်လုံးဝကျွန်တော်တဘောမကြောက်။ဒီနေ့မှဆိုရင်ဘက်ကကျွန်တော်ဒီအာ Minor ဘာဆိုရင်ခေါ်ဖို့ကျွန်တော်ကြိုးစားခဲ့တယ်။ပြီးတော့ကျွန်တော်ဒီအထုပ်ပြေးကြောင်းချမယ်။ ပြောမယ်ဆိုရင်တော့ပထမပိတ်ကိုကြည့်မယ်ဆိုရင် Chelsea မှာကစားတော့တကယ်ကောင်းတယ်ဗျဒီနေရာမှာကျွန်တော်တို့ဒီ Chelsea ကိုရုံးမယ်ဆိုရင်နေရာလုံးဝမပေးဘူးပြောဖို့စမ်းလားမရှိဘူးဒီနေရာမှာပြောဆိုရင်ရောင်းချပဲဒီနေရာမှာဆိုရင်တော့နီးပြတ်ကသဘောမကျတာအသေးမသဘောကျလားဒါတော့ကျွန်တော်ချမ်းမသိဘူးဒီနေရာမှာပြောကျွန်တော်တို့ဒီ offer ကျွန်တော်တို့နေရာစပေးမယ်ပြောဖို့ပထမပိတ်ကိုပြောဆိုရင်ကျွန်တော်ဒီရောင်းချမယ် ပြောမဆိုလာရသေးပြောအစင်ပြပြဒီနေရာမှာပထမကိုကြည့်မယ်ဆိုရင်ဖက်ကဩဘဆင်ရသူနဲ့တားရဲဆိုတော့အမှန်ပဲဒီနေရာမှာပြောမဆိုရင်ဩဘဆင်ကိုကြည့်မယ်ဆိုရင်ဘယ်လိုကကျွန်တော်ဒီအစင်ပြဒီနေရာမှာချက်သူ့ကိုကြည့်မယ်ဆိုရင်သူကကျွန်တော်ဒီဂူမနေရာမှာဆိုရင် ပထမသူနဲ့ရောင်းမယ်ဝက်စင်နဲ့ဆက်ပေးမယ်ဒီနေ့မှကျွန်တော်ဝက်စင်ကိုမနေ့ကိုကြည့်မယ်ဆိုရင်တော့တိတ်ပြောကျွန်တော်ဒီအာမီယောက်ကျင်းနဲ့ပန်းလေးကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီခြေသေးကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီမစိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်အဓိကလိုလို့ရမယ်ဆိုရင်ကျွန်တော်ဒီစနဘက်နေရာမှာဆိုရင်ဘယ်သူ့ကိုကျွန်တော်ခေါမလဲအာစောင့်ကြည့်မယ်စနဘက်နေရာမှာဆိုကျွန်တော်ဒီခြေဆေးတကယ်ပြောမယ်ဆိုကျွန်တော်ဒီအင်အားဖြည့်တင်တာအမှန်ပဲဒီနေရာမှာပြောမယ်ဆိုရင်ကျွန်တော်တစ်ပတ်ကကျွန်တော်ဒီအာတိုးဆင်ထားပါလို့ပြောပြောပါတယ်အရှိတော့သူတို့ကိုကြည့်မယ်ဆိုရင်ခြေဆေးပါခြေသေးလေးမှာဆိုရင်ဘယ်တော့ကျွန်တော်ဒီမရှိသေးဘူးဒီနေရာမှာပြောဆိုရင်တကယ်လင်းသွင်းမယ်ဆိုတာတယောက်အာစနဘက်တယောက် အခေါ်ရမယ်ဒီနေရာမှာဆိုရင်တော့ဒါမှမဟုတ်ကျွန်တော်တို့ဒရိုင်မှာဆိုရင်တော့အဲ့ဒါဒီနေရာခုတ်ပါလားခုတ်ခုတ်ကျွန်တော်ပြောတတ်ဖို့ဒီနေရာရှယ်ရဒီနေရာမှာပြောမှဆိုရင်တော့စနေဘက်အသစ်ဘာလို့ဖြစ်မလဲဒါပဲတစ်ခါကကျွန်တော်တို့ဒီဝင်းကအသစ်ဘာလို့ဖြစ်မလဲအဆောင်ကြည့်ရမယ်ဆိုတော့လည်းကျွန်တော်တို့ဒီလောက်ပဲကျွန်တော်တို့ဒီကွန်မွန်နီဖက်ရှင်ပြီးတော့ဒီပစ်တယ်မယ်